ေါသတွေမာနတွေနဲ့ဟာငါကဒီလူကိုပြောလို့ရတာပဲငါနိုင်တာပဲဆိုပြီးတော့လည်းဖိမပြောနဲ့မှန်ပါဗျာအခုချိန်မှာကိုကသူ့ကိုနိုင်မိမလို့ဘဝဆိုတာတစ်ချိန်နဲ့သွားနေတာမဟုတ်ဘူးတစ်ချိန်မှာကိုကသူ့ရဲ့အောက်ကိုလည်းရောက်သွားနိုင်တယ်သူကကို့အထက်ကိုလည်းရောက်သွားနိုင်တယ်မှန်ပါဗျာကိုကိုပြန်ပြီးတော့နှိမ့်ဆက်ခွင့်ကြုံတဲ့အခါမျိုးမှာအဲ့ဒီလူကကိုကိုပြန်ပြီးတော့နှိမ့်ဆက်နိုင်တယ်တချို့နိုင်တယ်ဆိုပြီးတော့ပြစ္ဆလက်ခပြောကြားရတဲ့လူကအသက်ဓာတ်နဲ့ထိုးခံရတယ်လို့မမေ့ဘူး နာနေတာဘာဖြစ်ဖြစ်ကွာပြန်ပြီးတော့တုံ့ပြန်မယ်ဆိုပြီးယူယူမိုက်မိုက်တချို့အဲ့လိုပြောတဲ့စကားတခွန်းကြောင့်သိရတာတွေရှိရှိပါတယ်နော်ဦးဇင်းတို့ယာသဝန်ထဲမှာစကားအစိတ်သင့်ပုံကလေးနည်းနည်းပြောပြမယ်တချို့လည်းကြားဖို့ကောင်းကြားဖို့ပါလိမ့်မယ်ဗျာဦးဇင်းတို့ပကံယာသဝန်မှာတရုတ်ပြည်မင်းမင်းခွေးချေးဆိုပြီးတော့နာမည်ဆိုးနဲ့ကြော်ကြတဲ့နရတိဟပတိမင်းဆိုတာရှိတယ်နော်မှန်ပါဗျာ အဲ့နာနရတိဟပတိမင်းက သူ့မှာသား၃ယောက်ရှိတယ်။နဥ္ဇနာတဲ့တိဟတုတဲ့နော်အဲ့ဒီမှာတိဟတုဆိုတာနဲ့သူနဲ့က စကားတခွန်းကြောင့်အများကြီးပြဿနာတက်တယ်။နောက်တစ်ယောက်ကကြော်စွားတဲ့အဲ့ဒါငငယ်တုန်းကဒီမင်းကြီးကဒီသားတွေကိုချစ်လွန်းလို့ဝက်လက်ဆိုတာကဝက်ရဲ့လက်ကိုချက်ထားတာသူကနူးညံ့တယ်။အဲ့ဒါကိုသားလေးတွေကိုချစ်လို့ ဝက်လက်ကိုချက်ပြီးတော့ငပြောပဲနုနုကလေးအုပ်ပြီးတော့ပေးတာဒါပေမဲ့တိဟသူကိုကြတော့ဘာအကြောင်းကြောင့်လဲမသိဘူးသူ့အမေကိုမုံလို့လားတော့မသိဘူးဝက်လက်မပေးပဲနဲ့ဝက်ခြေတော့ပေးတာအဲ့ဒါကိုအမေက ရှက်တာ ရှင်မောက်တဲ့မိဖုရားကဒီပြင်သားနှစ်ယောက်ကိုတော့ဝက်လက်ပေးပြီးတော့ငါသားလေးကိုကြမှာဝက်ခြေပေးတာဒါအချစ်မတူဘူးဆိုပြီးတော့ငါသားလေးကိုတိတ်ခါချတာပဲအဲ့ဒါအမေက ရှက်လွန်းလို့စဖူမှုကိုလက်ထိုးတယ်ဘယင်ကြီးမသိအောင် ငါသားကိုလည်းဝက်လက်ပေးအဲ့ဒါနဲ့စဖူမှုကအဲ့လိုပေးတာနောက်တော့ဘုရင်ကြီးကတိသွားတော့စဖူမှုကိုအပြစ်တင်တယ်မင်းဘာကြောင့်လို့လှုပ်လဲမိဖုရားကြီးကပေးခိုင်းလို့အဲ့ဒီမှာမူမတ်ဘိုးဘုံနေရဲ့အလဲမှာဟဲ့ဝက်လက်ခိုးမလို့မိဖုရားကိုဆိုတယ်တဲ့နိုင်တယ်ဆိုပြီးတော့ဆိုလိုက်တာနော်မင်းသားလေးကိုလည်းဘာအပြစ်မှမရှိဘဲနဲ့တခါတည်းရဟဲ့ဝက်လက်ခိုးမသားပြောကောင်းကောင်းရှိတာနဲ့ပြောနေတာနဲ့တူပါတယ် ်ဒါပေမဲ့ကိုကသာပြောကောင်းတာဟိုကကြားမကောင်းဘူးလေမှန်ကြားမကောင်းတော့ဒီကလေးကဒါကိုငငယ်လေးတည်းကစားတိမ့်ထားတယ်ဘယ်တော့မှထုတ်မပြည့်ဘူးအမြဲတမ်းမှတ်ထားတယ်နောက်တော့ဘာဖြစ်တော့ဆိုတော့တရုတ်တွေလာပြီးတော့နှောင့်ရှက်လို့ဆိုပြီးတော့ဘယင်ကြီးပြေးရတယ်လေပြေးတော့ဘယ်ထိပြေးတော့ဆိုတော့သူ့သားကြီးဥစ္စနာရှိတဲ့ပသိမ်ပသိမ်ထိပြေးတာနောက်အဲ့ဒီမှာတရုတ်တွေရဲ့ရံကအေးသွားပြီဆိုပြီးတော့ပကန်းပြန်မယ်ဆိုပြီးတော့ပသိမ်ကနေပြန်လာတော့ လမ်းမှာပြည်မြို့ကိုဝင်တာအဲ့ဒီပြည်မြို့ကိုအပိုင်စားပေးထားတာသူ့ရဲ့သားအလက်ဝက်လက်ခိုးမသားဆိုတဲ့မင်းသားကိုသူကပေးထားတာအဲ့ဒါနဲ့ငါသားစီဝင်မယ်ဆိုပြီးတော့မိဖုရားဖွာစုံနဲ့ဝင်ညာဟိုရောက်တော့သားကအရန်နဲ့စောင့်နေတယ်နန်းတော်ထီတောင်အဝင်မခံဘူးလှေပေါ်မှာတခါတည်းဒလုတ်ကင်ထားတဲ့လူ300လောက်ဝိုင်းထားတယ်သားကသားကဝိုင်းထားပြီးတော့မလုပ်လဲဆိုတော့ထမင်းပွဲထဲမှာဟင်းနိုင်ထမင်းနိုင်အကုန်အစိတ်ခတ်ထားတယ် မင်းကြီးတဲ့ဒီထဲမှာအစိတ်တွေအကုန်ခတ်ထားတယ်။ဒါကိုစားပါလို့ခိုင်းတယ်။သူ့ကိုရရက်ဆက်ဆက်ပြောခဲ့တဲ့ဗဇက်ကိုရရက်ဆက်ဆက်ပြန်ကြွေးတဲ့သဘောများလားတော့မသိဘူး။မှန်ပါဗျာ။မင်းကြီးမစားဘူးဆိုရင်ဘေးမှာရှိတဲ့အာနာဘကွက်သားတွေကသွေးတန်ရရင်နဲ့အဆုံးစီရှင်။အဲ့ဒီလိုပြောပြီးတော့သားကနန်းတော့သူ့ရဲ့အဆောင်ကိုပြန်သွားတယ်။အဲ့ဒီမှာမိဖုရားဘွားစောနဲ့တိုင်ပင်တော့မိဖုရားကြီးကမင်းကြီးမလွတ်နိုင်တော့ဘူး။ အဲ့ဒီတော့ဓာတ်တွေလှန်နေနဲ့သေရတာနဲ့စာရင်လက်တလို့သေတဲ့အစိတ်ကိုစားသေတာကကောင်းသေးတယ်။အဲ့ဒါနဲ့မင်းကြီးခင်ဗျာအဲ့ဒီအစာကို အစိတ်ပါမှန်သိရနဲ့စားပြီးတော့သေရတယ်။မှန်ပါဗျာ။ပေးတတ်ရင်အစိတ်မိပြီးတော့သေရတာပေါ့နော်။မှန်ပါဗျာ။ပဂတိအစိတ်လို့ပြောမလား၊စကားအစိတ်လို့ပြောမလား။စကားအစိတ်ပါဗျာ။အင်းစကားအစိတ်